ျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှာကကင်ဆာဖြစ်တတ်ပါတယ်ဒီလိုပြောလိုက်လို့သင်အံ့ဩသွားမလားဟုတ်ပါတယ်ရှာကကင်ဆာဖြစ်တတ်ပါတယ်ရှာကင်ဆာဆိုတာကတကယ်ရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်ကရှာကင်ဆာရဲ့လက္ခဏာတွေနဲ့ဘာကြောင့်ရှာမှာကင်ဆာဖြစ်နိုင်ခြင်းညာလဲဆိုတာတွေကိုပြပြပြတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပထမအဦးဆုံးအနေနဲ့ရှာကင်ဆာရဲ့လက္ခဏာတွေကကြတော့ရှာပေါ်မှာအနာဖြစ်လာတာဖြစ်ပါတယ်အဲ့ဒီအနာက ချက်ချင်းမပြောက်သွားတတ်ပါဘူးအ ਨੇ ဆုံးနှစ်ပတ်သုံးပတ်ကြာတတ်ပါတယ်အဲ့ထက်ပိုပြီးတော့ကြာတာလည်းရှိပါတယ်အဲ့တော့အလွယ်တကူရှားပေါ်မှာအနာဖြစ်ပြီးတော့အဲ့ဒီအနာကချက်ချင်းမပြောက်သွားဘူးဆိုလို့ရှင်ရှားကန်စာလက္ခဏာထဲမှာပါမိမာတယ်ဒါပြင်မှာကိုယ့်ရဲ့ရှားသို့မဟုတ်ပါးစပ်ထဲမှာနာကျင်တာပူဆက်ပူလောင်ဖြစ်တာဒါကလည်းရှားကန်စာရဲ့လက္ခဏာထဲမှာပါမိမာတယ်ပြီးတဲ့အခါမှာဆိုလို့ရှင် ရှားပေါ်မှာ အနီရောင်သို့မဟုတ်အဖြူရောင် အကွက်လေးတွေဖြစ်လာတာကလည်းပဲရှာကင်ဆာရဲ့လက္ခဏာတွေမှာပါဝင်ပါတယ်။ပြီးတဲ့အခါမှာရှာမှာအလုံးစမ်းမိတာအလုံးကိုမြင်ရတာရှာကြီးထူလာတာရှာကြီးကျန်းလာတာဒါမျိုးတွေကလည်းပဲရှာကင်ဆာရဲ့လက္ခဏာတွေမှာပါဝင်ပါတယ်။ဒါပြေုံမှဗဇက်ကနေပြီးတော့အနှံ့ဆိုးထွက်နေပြီဆိုလို့ရှိရင်လေအကြောင်းရင်းမဲ့မဲ့ရရမရှိတဲ့အခါမျိုးမှာဒါကရှာကင်ဆာရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။သူတက်ဆိုးလာပြီဆိုလို့ရှိရင်တော့မျိုးချတဲ့နေရာမှာအခက်အခဲဖြစ်နိုင်တယ်။ ဝါးစားတဲ့နေရာမှာအခက်အခဲဖြစ်နိုင်ပါတယ်ပြီးလို့ရှိရင်နားတွေပါကြိုက်လာမယ်လက်ချောင်းတွေပါကြိုက်လာမယ်စကားပြောအခက်လာမယ်စကားမပြီးတော့ဘူးစကားပြောလို့ရှိရင်တဲတဲကွဲကွဲမပြောနိုင်တော့ဘူးဒါမျိုးတွေဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်ရှားကြီးထုံလာတာဗစက်ကြီးထုံလာတာဒါမျိုးတွေဖြစ်နိုင်တယ်ပြီးလို့ရှိရင်ရှားနေပြီးတော့သွေးထွက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ပြီးတဲ့အခါမှာလေဗင်းတဝိုက်မှာအလုံးအကျိတ်တွေစမ်းမိတာမျိုးလည်းဖြစ်နိုင်ပါတယ်ဓာတ်ပြုံမှာ ဘာကြောင့်မှမသိဘဲနဲ့ကိုယ်အလေးချိန်ကြာသွားတာမျိုးလဲဖြစ်နိုင်ပါတယ်ဒါကတော့ရှာကင်စာရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ရှာကင်စာကိုဖြစ်နိုင်ခြင်းများစီတဲ့အချက်တွေကကြာတော့ဆက်လိုက်အလွန်အကျွံတောက်တဲ့လူတွေဖြစ်ပါတယ်ဆက်လိုက်တောက်တာမှမဟုတ်ပါဘူးဆေးရွက်ကြီးကိုအလွန်အကျွံသုံးဆွဲတဲ့ဝါးစားတဲ့လူတွေမှလည်းပဲရှာကင်စာဖြစ်နိုင်ခြင်းများပါတယ်ဒါပြေမှအရက်ကိုအလွန်အကျွံတောက်တဲ့အခါမှလည်းပဲရှာကင်စာဖြစ်နိုင်ခြင်းများပါတယ်ဒါပြေမှတအိမ်ကောင်းကင်စာကို ဖြစ်စေတဲ့ virus ပိုးတစ်ခုဖြစ်တဲ့ human papilloma virus HPV သူတို့ဖြစ် HPV နံပါတ်6ပါဇက်မှာကူးစက်ခံရပြီဆိုလို့ရှိရင်လည်းပဲသင်ကရှာကင်ဆာဖြစ်နိုင်ခြေများပါတယ်ဒါပြင်မှာပါဇက်တန့်ရှင်ရေးအားနည်းတဲ့လူတွေအန်ကတ်တက်ထားတယ်အန်ကတ်ကကိုယ့်ရဲ့ရှာကိုသွားသွားပြီးတော့တိုက်မိနေတာမျိုးတွေသို့မဟုတ်သွားကချုံပြီးတော့ကိုယ့်ရဲ့ရှာကိုသွားသွားတိုက်မိတာမျိုးတွေဒါမျိုးတွေကလည်းတစ်ဆင့်လဲရှာကင်ဆာ ဖြစ်နိုင်ခြင်းများစေပါတယ်။ဒါပြင်မှာကိုယ့်ရဲ့မိသားစုမျိုးရိုးထဲမှာရှာကင်ဆာဖြစ်ဖူးတဲ့လူပါတယ်ဆိုလို့ရှိရင်လည်းရှာကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။တကယ်လို့တင်းကအတိအယွတ်ဟင်းသီးဟိယွတ်တဲ့ကိုစားသုံးမှုနည်းတဲ့လူဆိုလို့ရှိရင်လည်းရှာကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။ဒါပြင်မှာတချို့သောဒါလူဖြစ်စည်းတွေနဲ့ထိတွေ့မှုများတဲ့လူတွေဒါလူပစ္စည်းဆက်ရုပ်တွေမှာအလွန်လွတ်တဲ့လူတွေကလည်းပဲရှာကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။ဒါကတော့ရှာကင်ဆာဖြစ်နိုင်ခြင်းများတဲ့လူတွေအကြောင်းပဲဖြစ်ပါတယ်။ရှာကင်ဆာဖြစ်လာပြီဆိုလို့ရှိရင် ကုသမှုအနေနဲ့ကကြတော့ခွဲစိတ်ကုသမှုပြုလုပ်ရပါတယ်။ကန်ဆာဖြစ်နေတဲ့အပိုင်းကိုခွဲပြီးတော့ဖြတ်ထုတ်ရပါတယ်။ဒါပြင်မှလေဗင်တက်ဝိုက်မှာရှိတဲ့အကျိတ်တွေကိုလည်းခွဲထုတ်ရတာမျိုးရှိနိုင်ပါတယ်။အဲ့ဒီအကျိတ်တွေမှာကန်ဆာဆဲတွေရှိနေမှာဆိုလို့ရှိရင်ဖြတ်ထုတ်ရပါတယ်။ဓာတ်ကင်နဲ့ကုသမှုကိုလည်းပြုလုပ်ရပါတယ်။ radiation therapy လို့ခေါ်ပါတယ်။အဲ့ဒါပြောင်းမှကီမိုသာရပီလို့ခေါ်တဲ့ကိစ္စဆေးသွင်းတာမျိုးလည်းပြုလုပ်ရတာမျိုးရှိပါတယ် ဒါမျိုးမှအင်မျူနိုသာရပီသို့မဟုတ်တက်ကက်တက်သာရပီလို့ခေါ်တဲ့ကုသမှုတွေလည်းပြုလုပ်လို့ရပါတယ်ဒါကတော့ဆရာဝန်ကြီးတွေဆုံးဖြတ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့စာကင်စာကမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆိုလို့ရှင်ဆေးရွက်ကိုဆလိတ်ကိုရှောင်မှာဆေးရွက်ကြီးစားသုံးတာကိုရှောင်မှာအရက်ကိုတတ်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်ပါပါးစပ်တန်ရှင်ရေဂယုစိုက်ပါဟင်းသီးဟင်းရွက်လက်များစားပါဒါပြေအောင်မှသွားဆရာဝန်နဲ့မကြာခဏပြရမျိုးပြုလုပ်တင်ပါတယ်အထူးသဖြင့် သွားကခြုံနေတဲ့လူတွေကိုယ့်ရဲ့အံကက်ကပုံစံမကျတဲ့လူတွေကသွားဆရာအောင်နဲ့သေချာပြသင်ပါတယ်ပြီးတဲ့ခါမှာဆိုလို့ရှိရင် HPV ပိန်ကောင်းကင်ဆာပိုးအတွက်ကာကွယ်ဆေးထိုးထားလို့ရပါတယ်ဒီ virus ပိုးအတွက်ကိုကာကွယ်ဆေးထိုးလို့ရပါတယ်အဲ့လိုကာကွယ်ဆေးထိုးရမယ်ဆိုလို့ရှိရင်ပိန်ကောင်းကင်ဆာမဖြစ်ပွားနိုင်အောင်ကာဝယ်နိုင်တဲ့အပြင်အမရှာမှာကင်ဆာ ဖြစ်ပေါ်နိုင်ခြင်းကိုလည်းရော့ချစေမှာဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်